လာမယ့်နှစ်နှစ်တွင်ကင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဌာနချုပ်ကိုအင်းစိန်မှာပြန်လည်ခြေချမယ်ဆိုတဲ့သတင်းဟာ လူများပြောစရာကြောင်းရတစ်ခုဖြစ်လာခဲ့ပါတယ်။စစ်ကောင်စီကိုထိုးစစ်ဆင်တိုက်ခိုက်တော့မယ်လို့ညာသန်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ခုနှစ်ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ KNDO ဟာရန်ကုန်အင်းစိန်မြို့နယ်မှာဌာနချုပ်ထားရှိခဲ့ပါတယ်။ 1949ခုနှစ်မှာ မတရားသင်ကြီးညာခံရပြီးဌာနချုပ်တိုက်ခိုက်ခံခဲ့ရပါတယ်2020ခုနှစ်မှာဆရာနာသိမ်းပြီးတဲ့နောက်စစ်တပ်ရဲ့တိုက်ခံတွေကိုအစိုးဆုံးလက်ခံနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာကင်မျိုးသားစီယုံ KNU လဲပါဝင်ပါတယ်ပြည်သူ့ကာကွယ်တပ်မတော် PDF ဆိုတဲ့အမည်သက်မှတ်ချက်ပေါ်မလာခင်အစိုးပိုင်းကာလကပြင်း အာဏာသိမ်းစစ်ကောင်စီကိုလက်နက်ကင်တိုက်ခိုက်လို့တဲ့လူငယ်ထောင်ပေါင်းများစွာကိုကင်တို့ရဲ့အုပ်ချုပ်မှုနေမြေတွင်းမှာလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ဒါရီမကအကြောင်းမျိုးမျိုးကြောင့်ရောက်လာကြသူများစွာကိုလည်းနေမြေတွင်းမှာခိုလုံခွင့်ပေးထားပါတယ်။ PDF ပေါ်ထွက်လာချိန်မှာလည်းကင်တို့ရဲ့နေမြေတွေကိုအုံပြုတ်ခွင့်ပေးခဲ့ပြီးစစ်ကောင်စီကိုတွန်းလှန်တဲ့စစ်စင်ရေးတွေဆင်နွှဲစေခဲ့ပါတယ်။ အရင်ကသဘောထားမတက်ဆိုင်မှုကြောင့်ခင်ယူကနေခွဲထွက်သွားတဲ့ကရင်လက်နက်ကိုင်အစုအဖွဲ့တချို့ကိုလည်းနေမြင့်တွင်ပြန်လည်အခြေချလှုပ်ရှားခွင့်ပြုခဲ့ပါတယ်။ DGB ခွဲထွက်အဖွဲ့တစ်ခုဖြစ်တဲ့ဘူစောကျော်တဲ့ဥဆောင်တဲ့အဖွဲ့စုံးတဲ့ဓာမြဥဆောင်တဲ့ကော်တူးလီတက်မတော် KDN လေးကနေခွဲထွက်လာတဲ့ဘူအေဆေးဝါဖွဲ့တို့ကိုပြန်လက်ခံခဲ့ပါတယ်။ အာနာသိမ့်ပြီးလပိုင်းကြမှာပဲ KNU လှုပ်ရှားနေမြေမှာတက်ပွဲတွေကြေကြေပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပါတယ်။အာနာသိမ့်ပြီးနှစ်လကြာမှာထိုင်းမြန်မာနယ်စပ်တန်လွင်မြစ်ပေါ်ချေပြုတ်ထားတဲ့စစ်ကောင်စီရဲ့တိမှုထားစခန်းကိုသိမ်းခြင်းဟာပထမဆုံးစခန်းသိမ်းတိုက်ပွဲဖြစ်ပါတယ်။နောက်ထပ်တစ်လကြာမှာတော်လဲထားစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲဒီစခန်းတွေဟာ KNU တပ်မဟာ9နေမြစ်တွင်းကစခန်းတွေလည်းဖြစ်ပါတယ်။ 2022ခုနှစ်ဟာ KNU နယ်မြေတွင်းစခန်းသိမ်းတိုက်ပွဲအများဆုံးနှစ်လို့ဆိုရမှာပါတက်မ9မှာကြောင်းရစခန်းတက်မ6တေပေါ်ဘိုးစခန်းဝေါ်လီရဲစခန်းကြည်စခန်းတက်မ3မှာကြောင်းမြအောင်လုံးစိန်ကျုံးမင်စိတ်ကော့ပြင်းနဲ့ကြောင်းစုစခန်းတို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်2024ခုနှစ်မှာ KNU နဲ့၎င်းရဲ့လက်နက်ကန်တပ်ဖြစ်တဲ့အကင်မျိုးသားလွတ်မြောက်ရေးတက်မတော် KNLA အတွက် တမိုင်းမတန်းသေးရေးထိုးနိုင်တဲ့အောင်ပွဲတွေရှိခဲ့ပါတယ်။တိုင်းရင်းစေကြီးမျိုးနဲ့တွင်ရှိကြိုက်တုံပြူဟာမြရီမျိုးတင်ငန်းကြီးနောင်ပြူဟာချင်း